ဗဟုလန်းကြီးတလန်းပဲဖြစ်ပေမဲ့ညဘက်တိုင်းလမ်းကမသွားကျင်သူတွေရှိပါတယ်။အကြောင်းကတော့ညညဆိုနေတိုင်းဒီလမ်းမှာတရေတွေ့တာတန်တူတန်မျိုးကြားတာတွေဖြစ်လေရှိတဲ့အကြောင်းပါ။ဒီဇလန်းကရိုးရိုးတရေဇလန်းမဟုတ်ပါဘူး။တကယ်ပဲရန်ကုန်မြို့နယ်တစ်ခုမှာတကယ်ရှိခဲ့တဲ့ဇာတိလမ်းမှာ ဖြစ်ပျက်ခဲ့တယ်လို့မျိုးဆိုသူတွေက ပြောကြပါတယ်။2005ခုနှစ်လောက်မှာပါ။အဲ့ချိန်ကမိုးရသည့်ညနေပိုင်း ကောင်းမရှိတဲ့သူတွေအများစုကလမ်းလျှောက်ပြီးအိမ်ပြန်ကြတယ်။ဇာတိလမ်းကလည်းဗဟုလမ်းကြီးဖြစ်လို့လူသွားရင်လာများနေခဲ့တယ်။တညမှာတော့ဆန်ညွန့်ဆိုတဲ့လူငယ်တဦးကအလုပ်ပြီးအိမ်ပြန်နေတယ်။အညကတာမန်မဟုတ်တဲ့ညတညလေတိုက်တန်ကြီးနဲ့လမ်းတစ်လျှောက်တိတ်ဆိတ်နေတာ။ဆန်ညွန့်ကအိမ်ရောက်ခါနီးမှာပဲလမ်းမအလဲမှာ အဖြူရောင်ဝတ်ဆင်ထားတဲ့မိမတဦးကိုမြင်လိုက်တယ်။ မိမလေးနဲ့လမ်းပေါ်မှာထိုင်နေတဲ့သူမကသွေးဆက်ဆက်နဲ့ရှိနေတဲ့မျက်နှာရှိသူ။သူမကိုတေးသေးချာချာကြည့်တော့မျက်စိမရှိပဲ။တဝေးဝေးကြည့်နေတယ်လို့ဖြစ်နေတာ။ဆန်ညွန့်ကစိုးရုံပြီးရှောက်လို့မရတော့ဘူး။တောင်ပေါ်ကမမင်းရဲ့နမည်လုံးဝမေ့သွားသလောက်ကြောက်နေတယ်။တမင်းနဲ့နမင်းနဲ့ကြာတာနဲ့မိမကနီးလာတယ်။သူမရဲ့ခြေလန်းအတန်မကြာပဲမျက်နှာပေါ်သွားလာပြီ။ ဆန်ညွန့်ကတစ်ချက်ချင်းနဲ့ပြေးသွားတယ်။အော်ရန်ရောက်တော့လက်တွေကအေးနေပြီ။နောက်နေ့မနက်ဖြန်မှသူ့ကိုယ်သူအိမ်မတက်နိုင်တော့ဘူး။အိမ်ယာမှာအေးအေးဖြစ်ပြီးနာတာရှည်သွားတယ်။ဒီလန်းကိုဇာတိလန်းလို့ခေါ်တာက မတော်တဆမော်တော်အကြောင်းရှိတယ်။နောက်ပိုင်းတိလာတာက1988ခုနှစ်ကတက်စခန်းအနီးမှာတေယူဆောင်ရွက်နေတဲ့မိမတအူးကမော်တော်ကားတိုက်မိပြီး နေရာပေါ်မှာပဲတည်သွားတာသူ့ကိုမသိသူအများစုကတရေအဖြစ်တွေ့ကြတာအဲ့မိမကတည်ခဲ့တဲ့နေ့ကိုပဲဖြည့်ရမှန်လို့ခေါ်တယ်အဲ့နေ့ကျရင်ညာပိုင်းချိန်မှာလမ်းကအေးနေပြီမတော်နိုင်တဲ့အထိတိတ်ဆိတ်သွားတယ်တချို့လူတွေကတော့အဲ့ဒီညမှာမော်တော်ဆက်အဖြစ်ဖြစ်တာမိပြက်တာတွေ ဖြစ်တတ်တယ်လို့ပြောကြတယ်ဒီလိုပဲဇာတိလမ်းဖြည့်ရမှန်ဆိုတာဟာ လူဘဝနဲ့တရေပြုတ်မှုတို့ရောရှက်နေတဲ့နေရာတစ်ခုမေးရရင်ယခုချိန်ထိတရေတွေ့တတ်သလားဆိုတာမသိပေမဲ့တခုသိတာကတော့အနေကြတော့သွားသူတိုင်းကလက်အေးနဲ့လေကောင်းတုံးတုံးဖြစ်လာတယ်